မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘိုးစခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်များကခြေမုံးလိုက်ပြီးတော့စစ်သားအယောက်30ကျော်ကိုအရှင်ဖမ်းဆီးရမိကအများပြတေဆုံးသွားပြီးစစ်သား10ဦးထက်မနည်းဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ28ရက်နေ့ကစတင်ပြီးတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်သေဘောဘိုးစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးကိုရောက်ရှိနေတဲ့အချိန် KNL မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်28ရက်နေ့မနက်ပိုင်းမှာအဲ့ဒီစစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးတော့စစ်သားအယောက်30ကျော်အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အများအပြားလည်းတိတ်ဆုံးသွားတယ်လို့သိရပါတယ် ထိုင်းဘက်ကိုထွက်ပြေးသွားတာက၁၀ယောက်ကျော်ပါတယ်ထိုင်းစစ်တပ်နဲ့ပြည်သူစစ်တွေကဖမ်းမိထားတယ်လို့သိရတယ်အဲ့ဒီစစ်ကြောင်းကထိုင်းဘက်ကနေလက်ဝင်လာတဲ့စစ်ကြောင်းပဲဖမ်းမိတဲ့စစ်သားတွေကိုထိုင်းကဘာလုံးမလဲတော့မသိရသေးဘူးလို့စီရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒါအပြင်သေဘောဘူးရွာထိပ်မှာရှိတယ်အကြမ်းဖက်စစ်ကောင်စီတေဘောဘိုးစခန်းနေရာနဲ့ကာကင်းစခန်းနေရာတို့ကို KNL မဟာမိတ်များကပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်ဝေါ်လီမှာ KNL မဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီရဲ့စခန်းများကိုဇက်တိုက်မနာတမ်း ထိုးစစ်ဆင်တက်ခတ်နေပြီးတော့မဟာမိတ်ပူးပေါင်းတပ်များအနေနဲ့လဲကနဲလေမော်ခီထီးကယ်ပလဲစခန်းများကိုတိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့နယ်ကြေးရွာ၃ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၁၅ရက်နေ့မှာရွှေဘုံကနေဒဂွန်တိုင်းကြောင်မန်းကန် တစ်ချိုပင်ချင်းပါများကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးကတော်လိုင်းရဲဘော်များအနေနဲ့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအင်အားခန့်မှန်းကြီးကတော့အယောက်80ဝန်းကျင်လောက်ရှိပါတယ်စစ်ခွေးတည်တဲ့စီးရင်ကတော့အတိအကျမသိရသေးပါဘူးခန့်မှန်းကြီးကတော့စစ်ခွေး3000တည်တယ်လို့သိရတယ်နယ်မြေကန်တွေကိုမေးကြည့်တော့တွေးခွက်တွေတွေ့တယ်တဲ့ပြီးတော့သူတို့ချင်းချင်းကြောင့်တယောက်တည်တယ်အပေါ်ရန်တွေမြင်းမြုပ်ခဲ့တာတဲ့ ထိခိုက်မှုတေချာပေါက်ရှိပါတယ်တယောက်ကတော့အဲ့ဒီမှာပဲမြေမြုပ်ထားခဲ့တယ်လို့သိရတယ်သူတို့ဘက်ကရှေတိုးနောက်ဆုတ်ဖို့မလွယ်တာရဲ့ထိခိုက်တာရဲ့ကြောင့်ထင်ပါတယ် MI 35နဲ့လည်းလာပစ်သွားသေးတယ်ညနေ3နာရီဝန်းကျင်လောက်မှာကြောင်မန်းကန်ပတ်ချာလေးကိုလာပစ်သွားတာလို့ဇာမနီ drone တပ်ဖွဲ့ကတာဝန်ခံဗိုလ်တိုက်ကကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဇာမနီ drone တပ်ဖွဲ့ Phoenix Wings Black Wolf Army Dragon Arben Gorilla ပြည်သူအစီအကံအဖွဲ့နဲ့လာတော့တိုက်နယ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်84လမ်း39လမ်းနဲ့လမ်း40ကျားမှာရှိတဲ့ငလျင်တန်ထိပြီးတော့ပြိုကျထားတဲ့လေးတပ်တိုက်အဆောက်အုံဟာထမှန်ပြိုကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ28ရက်နေ့မနက်10:00နာရီခန့်အချိန်မှာလေးတပ်တိုက်အဆောက်အုံထပ်မံပြိုကျခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအဆောက်အုံပြိုကျမှုကြောင့်အမျိုးသားတအုပ်6ရောက်ပုံပြဲဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးဒီအပိုင်းမှာမိုးတွေဇက်တိုက်ရွာနေတယ်အဲ့ဒါကြောင့်ပြိုကျတာထင်းတယ် အင်ရှင်တွေကလည်းအပိသမဖြိုးနိုင်သေးတော့ပြိုတဲ့အတိုင်းထားရရကနေပြီးတော့နှစ်ဆရှိရနေကထပ်ပြိုကျသွားတာပါမန္တလေးမှာဒီလိုမျိုးမဖြိုးနိုင်လို့ရိုင်နဲ့နဲ့နဲ့ထားရတဲ့တိုက်တွေမှာအများကြီးပဲမိုးရင်းထဲမှာဝင်လာပြီးဆိုရင်ဒီလိုတွေတစ်ခုပြီးတစ်ခုပြိုကျမှာကိုစိုးရိမ်နေရတယ်အရိကလူတွေထိခိုက်မှာကိုစိုးရိမ်ရတဲ့အခြေအနေပါလို့မန္တလေးကကုညီကယ်ဆယ်ရေးဓမ္မတုကရှင်းပြထားပါတယ် မန္တလေးမှာငလျင်တန်တဲ့နဲ့အိမ်ပိုင်ရှင်များကပြိုကျလို့ဆဲဆဲအဆောက်အုံများကိုဖြိုဖျက်ပေးရန်မန္တလေးစီမင်းကိုရှောက်ထားတော်လဲအ ਨੇ စုံ၃လလောက်စောင့်ရမယ်ဆိုပြီးတော့ပတ်စံပေးနိုင်တဲ့ဒူတွေကိုသာစီမင်းကဦးစားပေးပြီးတော့အဆောက်အုံဖြိုဖျက်ပေးနေတယ်လို့မန္တလေးဒေသခံပြည်သူချုပ်ကပြောပါတယ်မန္တလေးမြို့မှာမေလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့ငလျင်ကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုများများခဲ့တယ်လို့ငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်များကြောင့်အဆောက်အုံများစွာပြိုကျပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့မန္တလေးတိုင်းမလိုင်မြို့မှာဈေးအနီးမှာစစ်ကောင်စီတပ်ကအမျိုးသမီးများကိုပါပေါ်တာဆွဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ28ရက်နေ့နေ့လယ်12နာရီလောက်မှာမလိုင်မြို့မှာဈေးအနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖြတ်တန်းသွားလာနေတဲ့သူတွေကိုပေါ်တာဆွဲသွားခြင်းဖြစ်တယ်လို့ဒေတာတွင်နေဦးတော်လိုင်းရေးစာမျက်နှာလူမှုသတင်းကိုရက်မလိုင်မြို့ထံကနေပြီးတော့သိရပါဗါး10ရောက်လောက်ပါသွားပါတယ်မိန်းကလေးတွေလည်းပါသွားတယ်လို့သိရတယ်ဈေးပတ်ပတ်လည်းအချိန်ကောင်းကြီးကိုဝင်ဆွဲသွားတာလို့ လူတို့သတင်းကွန်ရက်မလိုက်မျိုးကတောင်းရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။အမျိုးသမီးဘလောက်ဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့၎င်းကပြောပြထားပါတယ်။ဖမ်းဆီးခံထားရတဲ့သူတွေကိုထွေဥယုံနဲ့ထွေဥယုံရှိမှရှိတယ်။ဖျားကြီးတဲ့ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဖျားထဲမှာတက်ဆွဲထားတဲ့စစ်ခွေးကအကောင်20လောက်ရှိတယ်လို့၎င်းကဆက်ပြောပါတယ်။ဒါအပြင်မလိုက်မျိုးပေါ်မှာမောင်းနေနေတယ်ဖုန်ကြီးပါလာတဲ့ကားပေါ်ကလူငယ်များကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ပြီးတော့ပြန်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။မက်စလာ28ရက်နေ့မှာသခိုင်းငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက် မလိုင်မြို့ပေါ်မှာပေါ်တာဆွဲမှုကိုစစ်တပ်ကရန်နာပြီးတော့အခုမှပြန်လည်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ခမရ999တရင်ကစစ်မှုထမ်းတပ်သားတဲ့3ဦးအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဲ့ဒီအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးစလုံးဟာခမရ999တရင်ကိုပို့ဆောင်ခံရသူများဖြစ်ပြီးတော့ဒေါ်လာရေးတပ်ဖွဲ့ဝင်များနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းမေလ28ရက်နေ့မှာပြည်သူ့ကာကွယ်တပ်မတော်တရင်၃အာလာဝကစစ်ကြောင်းကထုတ်ပြန်ထားပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတဲ့၃ဦးဟာအပတ်စဉ်ကိုတင်တန်းဆင်းများဖြစ်ပြီးတော့ကိုမင်းမင်းစောကိုဝိုင်းချင်းနဲ့ ကိုမြင့်စော်ထွေးတော်ဖြစ်တယ်လို့သိရပါဗါးအလင်းဝင်လာမဲ့ဒူရီရှိရင်လဲဘာမှမကြောက်ကြပါနဲ့သူတို့ပြောတယ်လို့တော်လိုင်းတက်ဖွဲ့တွေကတပ်ဖြတ်ပြစ်မယ်ဆိုတာမဟုတ်ပါဘူးနှွေးနှွေးထွေးထွေးနဲ့ကြိုးစုံနေတာပါလို့အလင်းဝင်ရောက်လာသူများကပြောဆိုထားပါတယ်အခုလိုမျိုးစစ်မှုတန်းတက်သားတဲ့၃ဟာအာလာဝကစစ်ကြောင်းခွန်ရှိ၃ညာ၃တက်ရင်ကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များကနှွေးထွေးကြိုးစုံကကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာကုမ္ပဏီများကို ATR လေယာဉ်များရောင်းချခဲ့တဲ့ Nordic Aviation Capital Company ကို NCP ဒိန်းမတ်မှာတိုင်ကြခဲ့မှုအပေါ်စုံစမ်းစစ်ဆေးမှုများစတင်လှုပ်ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သင့်နိုင်ငံထုံး AVNSD Transport Regional ATR လေယာဉ်များကိုလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလျက်ရှိတဲ့မြန်မာနိုင်ငံကိုတင်ပို့ပေးခဲ့တဲ့ Nordic Aviation Capital NAC ကုမ္ပဏီကိုမြန်မာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကဒိန်းမတ်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCB မှာ2024ခုနှစ်အတွင်းမှာတိုင်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုင်ကြားချက်မှာ NAC ဟာမြန်မာကုမ္ပဏီများကို ADR လေးရင်များရောင်းချခြင်း၊ငှားရမ်းခြင်းနဲ့ဗန်ဒံငွေထောက်ပံ့ခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ဇိုးဝါပြင်းထန်တဲ့တရားမှုများနဲ့လူအခွင့်အရေးချိုးဖောက်မှုဆိုင်ရာစိုးရိမ်မှုများပါဝင်နေတယ်လို့ JFM ကပြောဆိုထားပါတယ်။ NCA အနေနဲ့၎င်းတို့ကုမ္ပဏီခွဲများကနေတစဉ်အဲကံဘောစာယခုအဲမင်္ဂလာအပါဝင်မြန်မာနိုင်ငံကဝယ်ယူသူများထံ ADR လေးရင်များရောင်းချခြင်းငှားရမ်းခြင်းနဲ့ဗန်ဒန်ငွေထောက်ပံ့ခြင်းကိစ္စရပ်များမှာနိုင်ငံဆုံးစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအရ NDA ဆိုင်ရာကြိုတင်စီစစ်မှုများစောင့်ရွက်ရမယ်၎င်းတို့ရဲ့တာဝန်ဝေတရားများကိုလိုက်နာရန်ပြတ်ကွက်ခဲ့တယ်လို့ Justice for Myanmar ကဝေဖန်ပြစ်တင်ထားပါတယ်မြန်မာကုမ္ပဏီများကနေတစဉ်အကြမ်းဖက်ဆဲအုပ်စုဟာအဲ့ဒီ ATR လေးရင်များကိုရယူတုံးဆွဲနေပြီးတော့အထူးသဖြင့်စစ်သုံးတည်ယူပို့ဆောင်ရေးထောက်လန်းရေးနဲ့အထူးပုပ်ပလိကခရီးစဉ်များအတွက်အသုံးပြုနေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာပြည်သူအပေါ်ပြန်လည်ဆင်နွှဲနေတဲ့အကြမ်းဖက်ဆက်ဆံရေးများမှာ၎င်းရဲ့စစ်တီနဲ့စစ်လက်နက်များတည်ယူရမှာ၎င်းဝေဟင်ထောက်လှမ်းရေးနဲ့ကင်းထောက်လုပ်ငန်းများမှာ၎င်းအဲ့ဒီ ATR လေးရင်များကိုအသုံးပြုနေကြောင်း ခိုင်မာတဲ့တပ်တွေအထောက်အထားများကိုအခြေခံပြီးတော့ Justice for Myanmar ကပြောဆိုထားပါတယ်။အခုလိုမျိုးလက်နက်ကိုင်ပဋိပက္ခများပြင်းထန်စွာဖျက်ပွားနေတဲ့အချိန်ဒီမှာစစ်ကောင်စီအုပ်စုထံတဆင့်ခံပြီးတော့ရရှိသွားတဲ့ ADR လေးရင်များကိုရောင်းချခြင်း၊ငှားရမ်းခြင်းနဲ့ဗန်ဒံငွေထောက်ပံ့ခြင်းများဟာလူခွင့်ရေးအပေါ်ပြင်းထန်တဲ့စိုးကြိုတက်ရောက်မှုများရှိခဲ့တယ်လို့ Justice for Myanmar ကဆွဆွဲထားပါတယ်။စစ်ကောင်စီအုပ်စုဟာ၎င်းတို့ရဲ့အကြမ်းဖက်ဆက်ဆံရေးများအတွက်စစ်တီနဲ့စစ်လက်နက်များတည်ယူပို့ဆောင်ရမှာ အဲ့ဒီအေဒီယာလေရင်များကိုအသုံးပြုနေခြင်းဖြစ်ပြီးတော့အဲ့ဒီလေရင်များဟာအရတားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်နေတဲ့စစ်ရာဇဝတ်မှုတွေကိုပံ့ပိုးကူညီနေခြင်းဖြစ်ကြောင်း JFM ကပြောဆိုထားပါတယ်စစ်ကောင်စီအုပ်စုဟာပြည်သက်နိုင်ငံထုံးအေဒီယာလေရင်ဆယ်စည်းခန့်ကိုလက်ရှိအသုံးပြုနေပြီးတော့အဲ့ဒီအေဒီယာလေရင်များကိုအကြမ်းဖက်အုပ်စုကအသုံးပြုနိုင်ရန် NAC လိုမျိုးနိုင်ငံခြားကုမ္ပဏီများတာမကမြန်မာနိုင်ငံမှာရှိတဲ့ Crony Company 24 Hour Group ပိုင်ဆိုင်တဲ့ Air Cambodia ယခုမင်္ဂလာ aviation စစ်လက်နက်ပွဲစားကုမ္ပဏီ international gateways group စေအုပ်စုဆက်နွယ်နေတဲ့ crony cy လုပ်ငန်းစု kt group crony ဥဒေစာရဲ့ two group စတဲ့မြန်မာ crony ကုမ္ပဏီကြီးများကလည်းကုညီထောက်ပံ့ခဲ့တယ်လို့ jfm ကပြီးခဲ့တဲ့နှစ်အတွင်းကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဖောက်တယ်များနဲ့ပတ်သက်ပြီးတော့ရိုးသေးလေးစားမှုအပါအဝင်၎င်းတို့ရဲ့လက်ရှိလုပ်ငန်းများနဲ့ဆက်နွယ်နေတဲ့ တင့်တော်လုံလောက်တဲ့ကြိုတင်စီစဉ်မှုများလှုံ့ဆော်ခဲ့ခြင်းမရှိဘူးဆိုတဲ့စွပ်စွဲချက်များအပေါ် NAC ကညှင်းဆိုထားပါတယ်နိုင်ငံတကာကုမ္ပဏီများ public ကစစ်လက်နက်ပွဲစားများနဲ့လေကြောင်းလိုင်းများဟာမြန်မာစစ်တပ်ထံကို ADR လေယာဉ်များလွှဲပြောင်းခြင်းနဲ့ရောင်းချခြင်းတို့အတွက် EU နဲ့နိုင်ငံတကာရေးယူတန်းခတ်ပိတ်ဆို့မှုများကိုရှောင်လွှဲရန်ကြိုးပမ်းနေတဲ့အပြင်နောက်ဆုံးလက်ဝဲအသုံးပြုသူမြန်မာစစ်တပ်ကိုဖုံးကွယ်လေးရှိတယ်လို့ JFM ကအခိုင်အမာထောက်ပြပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ